ပုတ်ထုနေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်သေးအောင်မြင်မယ်လူမျိုးဝဲချိုးပေးမယ်ဝေးချေးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ်မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကြံပြီးအောင်မြင်မယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မေးများလိုက်ရုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေရာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိစေတယ်။နှစ်ရက်နေမှာ ဝေးကြီးကိစ္စလုပ်ငန်းကိစ္စမှသမျှဆောင်ရွက်ဆင်ဖြစ်မယ်။၃ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။၄ရက်နေ့ကအရေးပါတဲ့ဆုံးဖြတ်ချက်စာရမယ်။၅ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေ့မှာ အခက်အခဲဖြေရှင်းနိုင်မယ်ဘဝတိုးတက်မယ်။၇ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းကြံ့ကြခြင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာသာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်။ တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးနေမယ်အဖြူအစိမ်းမီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနေ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်ပတ်စံအဆုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတကြအဆုတ်အနှုတ်တွေကို သေချာသိမ်းပြီးတော့တနေ့မှာ စုဖာစုပုံသေချာသိမ်းစီလိုက်ပါထူးခြားတဲ့ကံကိုရစေတယ် 6ရက်နေ့တတင်းကျွလာပြည်နေ့အဲ့ဒီနေ့မှာတတင်းလာနေနဲ့တိုက်ဆိုင်နေအနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကို မုတ်သစ်စည်းတို့လူတန်းခြင်းပြုပေးပါယေရှုတင်ပါတယ်